ချင်းမြီနယ်တီးတိမ်နယ်မင်းတပ်မြို့နယ်ကျေးရွာတွေကိုစစ်အုပ်စုတပ်တွေကအေဘီလာ9ရက်မနေ့ကညပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ကလေးငယ်တွေအပါအဝင်ပြည်သူ၁၁ဦးသေဆုံးခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MSP ကိုပြောပါတယ်။စစ်အုပ်စုတပ်တွေဟာမနေ့ကညပိုင်း၁၂နာရီကျော်ပြည်သူတွေအိမ်မောကျနေတဲ့အချိန်မင်းတပ်မြို့နယ်ဖွေကျေးရွာကိုလေကြောင်းအုံပြုဘုံကျဲတိုက်ခိုက်ခဲ့လို့ခရိယန်ဓမ္မအမှုတော်ဆောင်အပါအဝင်မိသားစုဝင်၅ဦးသေဆုံးခဲ့တယ်လို့ ဲ့ဒီတညာထဲမှာပဲတီးတိမ်မျိုးနဲ့စိုင်းစံကျေးရွာကို လေချောင်းပုံကျဲခဲ့တာကြောင့်ကလေးငယ်၂ယောက်အပေါင်း6ဦးသေဆုံးခဲ့ရတာပါအဲ့ဒီမျိုးနယ်တွေမှာတိုက်ပွဲဖြစ်ပွားတာမရှိပဲဖလန်းမျိုးသိမ်းပိုက်ခံရပြီးတဲ့နောက်ဆိုးစုကအထိနာအခဲမကျေဖြစ်ပြီးအရတားပြည်သူတွေနေရာကိုပုံကျဲတိုက်ခိုက်တာဖြစ်တယ်လို့တီးတိမ်ဒေသခံအမျိုးသမီးတူကပြောပါတယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်မင်းတက်နဲ့တီးတိမ်မျိုးနဲ့အတွင်းမှာရှိတဲ့နေအိမ်15လုံးမီးလောင်ပျက်စီးခဲ့ပြီး စောစုကနောက်တစ်ကြိမ်ပုံကျဲတိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်ဒေသခံတွေတောတောင်တွင်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ချင်းပြည်နယ်မှာတော့တော်လိုင်းအင်အားစုတွေက AB9 ရက်မှာဖလန်းမြို့ကိုတိမ်းပိုက်ရရှိခဲ့ပြီးလက်နက်နဲ့စစ်တုံးမှန်အများအပြားတိမ်းစီရရှိထားတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။